ပါနိုင်ငံတွေဖြစ်ပေါ်ခဲ့သောဆိုးရွားတဲ့ငလျင်တန်းကြောင့်ပျက်စီးဆုံးရှုံးခဲ့သောဒေသများအတွက်မြန်မာအာဇာနယ်ပယ်မှာလူပုဂ္ဂိုလ်အသီးသီးကပေါဝင်ကူညီလှူဒန်းလျက်ရှိကြောင်းသိရပါတယ်။2025 UNICEF ကဗလာပြိုင်ပွဲတွင်အဖွဲ့အကိုတွင်ယူခဲ့တဲ့မြန်မာ UNICEF တောင်ပိုင်းကစားသမားရန်နိုင်ဦးကရင်းပွဲတွင်၎င်းဝင့်စင်ခဲ့တဲ့ဂျာစီကိုလည်းတင်ခဲ့သလိုဖူဇယ်လေးစင်များဖြစ်တဲ့ခင်စော်လင်၊ဂျမင်းလွင် UNICEF ကဗလာပြိုင်ပွဲရှင်ပြိုင်ခဲ့တဲ့မြန်မာ UNICEF နောက်ခံလူထိုက်ထိုက်အောင်ရန်ကုန် United အသင်းကစားသမားဟော ကောင်းထက်ဆိုစားတဲ့ကစားသမားများကလည်း၎င်းတို့၏အမတ်တရကြာစီများကိုလေလံတင်ကရရှိတဲ့ငွေကြေးဖြင့်ငလင်ဘေးသင့်ဒေတာများကိုလူတိုင်းရန်စီစဉ်လျက်ရှိပါတယ်။နမကြီးရိုးရလဝိသမားထွန်းထွန်းမင်းကလည်းကြောက်ဆယ်မျိုးနှင့်အနီးတစ်ဝိုက်မျိုးများတွင်ကုညီလူတိုင်းမှုများပြုလုပ်လျက်ရှိပြီး ဒီရဲ့နှစ်ကဖြစ်ပေါ်ခဲ့တဲ့ရေဝဲတွေနဲ့၎င်း၏ချန်ပီယံကပတ်ကိုလေလံတင်ရောင်းချကလှူဒန်းခဲ့ပါတယ်။ပြည်ပနိုင်ငံများတွင်နေထိုင်တဲ့မြန်မာ MMA fighter အောင်လန်းအန်ဆန်းနဲ့ဂျိုရူအာဗန်တို့ကလည်းအလူငွေများကောက်ခံလျက်ရှိပြီးအောင်လန်းအန်ဆန်းသည်ဂါလာနီယာနိုင်ရခဲ့တဲ့ပွဲမှာဝစ်စင်ခဲ့တဲ့လက်အိတ်ကိုလေလံတင်ရောင်းချကရရှိသည့်ငွေကြေးများကိုပြန်လည်လူထဲမှာဖြစ်တယ်လို့သိရပါတယ်။အာဂဇာနယ်ပယ်အသီးသီးမှအခြားအာဂဇာသမားများမှလည်းတက်နိုင်တဲ့ဘက်မှပအဝင်ကူညီလှူဒန်းလျက်ရှိကြောင်းသိရပါတယ်။